မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးဆင်ရဆူမှုများကိုအချင်းချင်းကျူးလွန်နေသည့်အကျန်းဖဲဆေးအုပ်စုကိုတရားစွဲဆိုအပြစ်ပေးရန်နှင့်တရားမဝင်အထူးရောင်ရွှေကောက်ခွဲကိုအသိမဲ့မပြုရန်နိုင်ငံတကာဆိုးရများနဲ့အဖွဲ့အစည်းများကို GSCB တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စိတ်ရဆူမှုများကိုအကြိမ်ကြိမ်ကျူးလွန်နေသည့်အကျန်းဖက်စေအုပ်စုကိုတရားစွဲဆိုအဖြစ်ပေးရန်နှင့်တရားမဝင်အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုရန်နိုင်ငံတကာဆိုရများနှင့်အဖွဲ့အစည်းများကိုတောင်းဆိုကြောင်းသဘောထားထုတ်ပြန်ချက်ကိုယနေ့အောက်တိုဘာ9ရက်နေ့မှာအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ခဲ့ပါသည်။ အောက်တိုဘာလ6ရက်နေ့ည9နာရီမိနစ်30ခန့်တွင်ချောင်းဦးမြို့နယ်တွင်ရှိမုံရွာနှင့်ချောင်းဦးမြို့နယ်ဆက်တနေရမှာတရင်ကျုံမိထုံပွဲကျင်းပနေသည့်နေရာကိုအကျန်းဖက်စေုပ်စုကဆက်တက်လေးသည့်ဖြင့်ဒီရဲချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်အရက်သားပြည်သူ22ဦးထပ်မင်းတိတ်ဆုံခဲ့ပြီးပြည်သူ60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ ထို့ကဲ့သို့တိဆုံခဲ့သူများတွင်မုံရွာအမြင်လန်းတပိတ်ကော်မတီမှရဲဘော်များဖြစ်သည့်ကိုချမ်းငိမ့်အောင်ကိုညီညီစောကိုကံမြင့်လွင်နှင့်ချောင်းမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီမှရဲဘော်ဖြစ်သည့်ကိုကျော်စင်ဦးခေါ်ကိုကလားတို့လည်းမြင့်မြတ်စွာကြောင်းဆုံးခဲ့ကြောင်းသိရှိရပါသည်အကြံဖက်စစ်တပ်၏တိုက်ခိုက်ခဲ့မှုများကြောင့်တိဆုံခဲ့ရသည့်အမျိုးသမီးကလေးတငယ်ပါဝင်အရတားပြည်သူလူထုနှင့်ထိခိုက်ဒဏ်ရာရသူများအလုံးအတွက် ၎င်းတို့၏မိသားစုဝင်များနှင့်ထပ်တူအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကလည်းဝန်내ကြီးခွဲကြောင်းယခုကဲ့သို့ဆေးရဆုံမှုများကိုအချင်းချင်းကျူးလွန်နေသည့်အကျန်းဖက်စစ်တပ်ကိုအပိတိုင်ဖင်ရှား၍ပြည်သူလူထုတရက်လုံးကမျှော်မဲ့သည့်လူသားကုန်တိုက်ခါကိုအသိမဲ့ပြုသောဒန်းတူညီများသောလွတ်လပ်တရားမျှတသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုသစ်ကိုတိဆောက်နိုင်ရေးအတွက်လည်းအစွမ်းကုန်စူးစမ်းအထောက်အထားမည်ဖြစ်ကြောင်း GSCB ကပြောဆိုထားပါတယ်။တင်းကျော်လာပညာမှာစီမီထုံညိခြင်းသည်ဗုဒ္ဓဘာသာ၏ဘာသာရေးထုံတဲ့အစဉ်လာတစ်ခုဖြစ်ပြီးထိုကဲ့သို့စီမီထုံညိ၍မိမိတို့အလိုရှိရာဆန္ဒများကိုဆူတောင်းကြသည်မှာလည်းမြမယူရာဓလေတစ်ခုဖြစ်ကြ ထို့ကြောင့်တနင်္ချိုလပညာမှာစီမီထုံညီ၍ဆူတောင်းမှုများပြုလုပ်ခြင်းသည်နိုင်ငံသားတိုင်းလူသားတိုင်း၌အလိုလျောက်ရှိပြီးဖြစ်သည့်လွတ်လပ်စွာကိုယ်ခွင်ယုံကြည်ခြင်းနှင့်လွတ်လပ်စွာစုဝေးခြင်းစသည့်မွေးရာပါလူခွင့်ရေးများနှင့်အညီပြုလုပ်ကြခြင်းသာဖြစ်သောအကျန်းဖက်စေုပ်စုသည်၎င်းတို့ဖိနှိပ်ခံစိုးမိုးထားသောနေရဒေသများတွင်ဘာသာရေးပွဲတော်များပြောင်းဝဲရှင်ဝဲများကိုဟန်ပြပြုလုပ်လျက်နိုင်ငံအနှံ့တွင်ရှိသောပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိအကျန်းဖက်ပြစ်ခတ်တိုက်ခိုက်မှုများအတ္တမစင်မှုထန်ခိုက်မှုများနှင့်ဖန် ီးမှုများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းထို့ပြင်၎င်းတို့ဒရက်ဆက်ကျူးလွန်ခဲ့သောဆေးရဆုံးမှုများကိုရှောင်လွှဲ၍နိုင်ငံရေးခေါ်ဝါချနိုင်ရန်ရည်ရွယ်၍တရားမဝင်အထုရောင်ရွေးကောက်ပွဲတရက်ဖြစ်မြောက်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရှိရပါသည်။ တို့ပြင်ဒေါ်လာ၏အင်အားစုအသီးသီးအနေဖြင့်လည်းအကြမ်းဖက်စီးအုပ်စုကိုအမြန်ဆုံးအပြီးတိုင်ဖိရှားနိုင်ရည်နဲ့ Federal Democracy ပြည်တော်စုသည့်တိဆောက်နိုင်ရည်တို့အတွက်သွေးစည်းညီညွတ်မှုအဖြစ်ဖြင့်မမိတ်မတုံအင်တိုင်းအားတိုင်းဂျိုးပန်းသွားကြရန်နဲ့ပြည်သူလူထုတရက်လုံးအနေဖြင့်လည်းပါဝင်ဒေါ်လာနိုင်မည်ဒေါ်လာရည်နီးနာများကိုမပြတ်တမ်းကင်ဆွယ်၍ဒေါ်လာရည်အင်အားစုများနဲ့အတူပါဝင်ဒေါ်လာပေးကြပါရန်လည်း GSCB ကတိုက်တွန်းထားပါသည်နိုင်ငံတကာရှိအစိုးရများနဲ့အဖွဲ့အစည်းများကလည်း စင်ရာဇောတာအချမ်းဖက်စေယုစုကိုဖိအားပေးဆက်ခြင်းကန့်ကွက်ရုံတာမက၎င်းတို့ဟာနိုင်ငံတကာရာဇမှုများကျွလွန်နေသည့်အချမ်းဖက်အဖွဲ့အစည်းဖြစ်တမဲ၍နိုင်ငံတကာရန်နေရာများတွင်တရားစွဲဆိုအပြစ်ပေးနိုင်ရန်ဝိုင်းဝန်းစ조사ပေးစဉ်လိုကြောင်း၎င်းတို့ဖန်တီးပြုလုပ်မည်တရားမဝင်တူယောင်ရွှေကောက်ပွဲပါဝင်၎င်းတို့၏လောက်ရအားလုံးကိုအတိမတ်မပြုကြစေလိုကြောင်းနှင့်သက်ဆိုင်ရာစုဖွဲ့အသီးသီးနှင့်ချိန်ဆက်၍နစ်နာခန်းစားခဲ့ရသူများအတွက်ထိရောက်အကျိုးရှိသည့်ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရန်လည်း GSCB က တောင်းဆိုထားကြောင်းသိရှိရပါသည် ဆက်လက်ပြီးစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်ပါဝင် NLD အစိုးရကောင်ဆောင်များမှနိုင်ငံရေးအကျဉ်းသားများမဟုတ်ဘဲအကျဉ်းပြတ်လက်စား၍ပြစ်ဒဏ်ကျခံရသူများဟုတတ်တတ်ခိုင်ပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရကောင်ဆောင်များမှနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျဉ်းပြတ်လက်စား၍ပြစ်ဒဏ်ကျခံရသူများသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကပြောဆိုလိုက်ပါသည်။ အော်တိုဘာလ3ရက်နေ့ရန်ကုန်မြို့တွင်ပြုလုပ်သောပြည်သူ့ရှေ့ဆောင်ပါတီ၏တရင်းစာရှင်းလင်းပွဲတွင်တသက်ခိုင်ကထုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါသည်။ဒေါအောင်ဆန်းစုကြည်သည်တဘာဝပေကာကွယ်ရန်ပုံငွေကိုရဟတ်ရင်ဝေစီခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစစ်ဆင်မှုမရှိဘဲအလေးလွေများပြီးပုံပေါ်လို့အသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်က ပြောဆိုပါသည်။ကျမတရားတလောက်ပေါ်တော့ဒါက public information လေးဖြစ်ပါတယ်ဆိုလိုရရင်နိုင်ငံရေးအကျဉ်းသား နိုင်ငံရေးအကျဉ်းသားလိုနိုင်ငံတကာကသတ်မှတ်ထားရှိတဲ့သို့တော်လည်းတကယ်တမ်းပုံမှန်တွေကနိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်အစိုးရတည်းရဖြစ်မှုတဲ့အချိန်မှာအကျဉ်းပြတ်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံတာရပြီးပြစ်ဒဏ်ကျခံရတာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့ဒါကိုပြောနိုင်သလဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။လူတိုင်းလည်းသိပါတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှန်တွေနဲ့ထောင်တန်းဘလောက်ကြတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်။နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလိုနာမည်တက်တာပေါ့နော်။နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အကျဉ်းပြတ်လက်စားမှု ပုံမှန်တွေနဲ့ဆွဲခံရပြီးတော့တကယ်နဲ့စစ်ဆေးပေါ်ပါလို့တကယ်ပြစ်ဒဏ်ကြခံရတာဖြစ်ပါတယ်ရှင်ဟုတတ်တတ်ခိုင်ကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်တဲ့အမျိုးသားတဘာဝဘေးရန်ပုံငွေများကိုအလီလွင်ဖြစ်စေရာအတွင်းစီမံခန့်ခွဲရန်တာဝန်ရှိသည့်အတွက်ပြစ်ဒဏ်ချတရားဆွဲခံရခြင်းဖြစ်သည်ဟုတတ်တတ်ခိုင်ကပြောဆိုပါတယ် ဝင်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝင်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့တစ်ဆရာကိုင်းလုံးကိုပြန်နှုတ်လိုက်ပြီးတော့အဲ့ဒီတစ်ဆရာကိုင်းလုံးကိုအမျိုးသားသဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုရန်ပုံငွေတွေထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတော့မှ ကိုဗစ်ရန်ပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါတယ်ရှိတဲ့အခါကျတော့ဒီငွေတွေကပိုနေတဲ့အခါမှာတကယ်တမ်းတော့လောက်ရမှာကတဘာဝဘေးလျှော့ပါးရေးဆိုတာမှလမ်းတွေဆိုလေယာတီဥရုတန်ခန္ဓာယောင်အဆောက်အုံတွေငလင်တန်ခန္ဓာယောင်ယာတီဥရုတန်ခန္ဓာယောင်မုံတိုင်းတန်ခန္ဓာယောင်တဘာဝဘေးတန်ခန္ဓာယောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါတယ်သို့တော်လည်း အဲ့ဒီရန်ပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့လူတွေက Husky ဝယ်တာတို့ပြီးလို့ရှိရင်တခြားသူကောင်းစင်နဲ့မကိုက်တဲ့အသုံးပြုခဲ့တာတွေမလိုအပ်တဲ့အလေးလွင့်နေစစ်စေးပေါ်ပေါက်ပါတယ်စစ်စေးပေါ်ပေါက်ပြီးတော့နောက်ဆုံးတော့ဒီ Husky စီဘိုက Anti Doang San Suji စီဘိုပေါ်နိုင်ငံတော်ပိုင်းရဟိုင်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်သို့တော်လည်းတကယ်ဝယ်တဲ့လူတွေရောင်းနေဝယ်တဲ့အချိန်မှာ transition လုပ်တဲ့အချိန်မှာအလေးလွင့်နေများပြီးတော့မှစစ်ဆေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်။ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတယ်လို့ဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတော့ပေါ့ဟုတက်တက်ခိုင်ကပြောဆိုပါတယ်။ NND ဆိုရလက်ထက်တွင်နိုင်ငံတကာအကူအညီရန်ပုံငွေအများပြားရရှိခဲ့ပြီးဗန္ဒာယီစီးမြင်များနဲ့မကိုက်ညီပဲသုံးဆွဲခဲ့ကြောင်းသူကဆက်ပြောပါတယ်။ NLD ခေတုံကတော့ DM ဘုံွေကပူရှံပြီးတော့ကိုဗစ်လည်းဖြစ်တဲ့ဒီအချိန်မှာကိုဗစ်ကြောင့်မလို့နိုင်ငံတကာအကူအညီတွေရတာလည်းရှိပါတယ်ပြီးခဲ့တဲ့ NLD ဆိုးရလက်ထက်ကတော့ FDI တွေလည်းလာတဲ့နောက် ODA တွေဝင်ပြိုမှုအတွက်တရားဝင်ပေးပြီးအကူအညီတွေဒါတွေအများကြီးရတဲ့အချိန်မှာငွေတွေကဘုံဘောလောဖြစ်တဲ့သဘောရှိတယ်ဖြစ်ပြီးတော့သုံးဆွဲတာတွေမှာလည်းနည်းနည်းစစ်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 နဲ့ဘန်ဒါရေးစီးမြင့်နဲ့မကိုက်ညီပဲသုံးဆွဲတာတွေဒါတွေကိုတာဝန်ခံရတာရှိပါတယ်ဟုတက်တက်ခိုင်ကပြောဆိုပါတယ်တက်တက်ခိုင်တင်2015ခုနှစ်မှာ NLD ပါတီတကုံမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်မှာ NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး ီ2020ရွေးကောက်ပွဲမှာတသက်ခံရေးပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွက်ခွက်လန်အောင်ရှုံနေခဲ့ပါတယ်။တသက်ခံမှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်ဆက်ကောင်စီတင်လူမှုဝန်ထမ်းကင်းစည်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်မှာဟိုတယ်နဲ့ခီးသွန်းလာရေးဝန်ကြီးဌာနဒီအောင်စုဝင်ကြီးဖြစ်ပြောင်းလဲခန့်အခမ်းအနားက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာ ဝင်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရကြောင်းသိရှိရပါတယ်။